မင်္ဂလာပါကွန်ဆောင်ကိုရီးယား language center မှာကြိုဆိုပါတယ်ဒီနေ့ကတော့ကိုရီးယားပြီး15လုံးကြောင်းပေါ့နော်ကျွန်တော် share လေးလုပ်ပေးကြပါတယ်ကိုရီးယားမူရင်းပြီး14လုံးနဲ့ပေါင်းဆက်ပြီး9လုံးပေါ့နော်ပေါင်းဆက်ပြီး9လုံးနဲ့မှာဒီနေ့မူရင်းပြီး14လုံးနဲ့မှာကျွန်တော်9လုံးကြောင်းကို share လေးလုပ်ပေးသွားပါမယ်ပထမဆုံး ဆရာကြီးလှုပ်ပြီးမှာကတော့เนาะကျွန်တော်တို့မြန်မာအတန်ထွက်ဆိုရင်တော့ကန်းငယ်ပေါ့ဗျာကိုရီးယားလို့ဆိုရင်တော့ဂီယော့ဂီယော့လို့တန်ထွက်ပါတယ်ကိုရီးယားလို့ဆိုရင်တော့ဂီယော့လို့တန်ထွက်ပါတယ်ရေးပုံရေးနည်းကတော့ကန်းငယ်ပေါ့เนาะမြန်မာလို့ဆိုရင်တော့ကန်းငယ် ကိုရီးယားအတန်ထွက်ဆိုရင်ဂီယော့လို့အတန်ထွက်ပါတယ်တကယ်တမ်းကတော့ဒီဥစ္စာကျွန်တော်တို့ကယင်းနီးရတော့ဟိုစတင်ဟိုကိုရီးယား EPF ဖြစ်မဲ့ចောင်းသားတွေအတွက်အဓိကတော့ရည်ရတာပါဒီပေးရနေပြီးတော့ကျွန်တော်တို့ဒီကိုရီးယား EPF ဖြစ်ရင်တော့ရေးပြရတော့မပါပါဘူးဒါပေမဲ့ကျွန်တော်တို့မီးနင်းကျက်တဲ့အခါလေစံကြီးနားထောင်တဲ့အခါဒီအတန်အတွက်တည်းကစတင်လည်လာမှာဖြစ်တဲ့အတွက်ပထမဆုံးစကလုံးနေတော့စတင်တည်ရမှာပေါ့နော် အဲ့တော့ကျွန်တော်တို့ဒီအတန်အတွက်မြန်မာအတန်အတွက်ကားငယ်ကိုကိုရီးယားလိုဂီယော့လိုကျွန်တော်တို့ကိုရီးယားလိုဂီယော့လိုအတန်ထွက်ပါတယ်ရေးပုံရေးနီးရတော့ဒါကိုရီးယားရေးပုံရေးနီးပေါ့အဲ့ကားငယ်ဒီမြန်မာလိုကားလေးကိုဘယ်လိုစတင်ရေးမလဲဆိုရင်ဒီအပေါ်ဆုံးတန်းလေးပေါ့နော်ဒီအပေါ်ဆုံးတန်းလေးဒီကောင်လေးကိုကျွန်တော်တို့အရင်ဆုံးဆွေးရပါမယ်ပထမအဆင့်ကဒီကောင်ကနံပါတ်1အဲ့ကောင်ပထမအဆင့်ဆွေးရပါမယ်ဆွေးပြီး ောက်ဒုတိယဆင်ကတော့ဒီတိုင်းလေးဆွဲရပါမယ်မြင်းကွေးလေးပေါ့နော်အဖြောင်းကြီးလည်းမဟုတ်ဘူးအောက်ကမြင်းကွေးလေးဒါနံပါတ်1ဆွဲရပါမယ်ဒါမြန်မာအခရာဂန်းငယ်ပေါ့ဂန်းငယ်အတိပဲရပါတယ်ကိုရီးယားလိုတော့ဂီယော့လိုအတန်ထွက်ပါတယ်အဲ့တော့ပထမအဆုံးရေပုံရင်းကြီးဆွဲနေရတော့နံပါတ်1ဒုတ်ချောင်းလေးကန့်လန့်လေးဆွဲမယ်အောက်ကြောက်တာတန်တန်ကြီးမဆွဲပါဘူးဂန်းငယ်ကိုမြင်းဆောင်လေးဆွဲပါမယ်ဒါကတော့အခရာ မူရင်းပြီးဆက်လေးလုံးနဲ့ပထမဆုံးကားငယ်ရဲ့ရေးပုံရေးနည်းနဲ့အတန်တွဲပါခင်ဗျာပြန်ပြီးတော့ကျွန်တော်တို့မှတ်သားပါမယ်ဆိုရင်တော့ဂီရော့တို့အတန်ထွက်ပါမယ်ခင်ဗျာဒီကောင်ကိုဂီရော့တို့အတန်ထွက်ပါမယ်ကျွန်တော်တို့ဂီရော့ကိုအတန်ထွက်ပြီးသွားပြီဆိုရင်တော့မှန်တကယ်တော့ကျွန်တော်တို့ဒီလေးလာမယ်ဆိုရင်တော့ဗလာဆောက်လေးတလုံးတအုပ်နဲ့ပေါ့နော်ဗလာဆောက်လေးတအုပ်နဲ့စတင်ပြီးလေးလာရင်တော့ပို့ပြီးတော့ တဘာဝကြပါတယ်။ဘာဖြစ်လို့လဲဆိုကျွန်တော်အခုရေးပုံရေးနည်းကိုတခါတည်းဗလာစာအုပ်ထဲမှာလိုက်မှတ်နောက်ကအတန်အတွက်တွေပါတယ်တခါတည်းမှတ်ထားပြီးဆိုရင်တော့နောက်တစ်ခါကိုပြန်လေးလာကိုပြန်ဖတ်ရှင်တဲ့အချိန်မှာလွယ်ကူပါတယ်။အဲဒါတော့ကျွန်တော်အခုရေးပုံရေးနည်းကိုပထမဆုံးစတင်တဲ့အတွက် sister တွေလုပ်မဲ့လူများကိုရဲ့ notebook notebook လေးပြန်မမို့ရင်ကျွန်တော်တို့ဗလာစာအုပ်လေးထဲမှာ notebook ဗလာစာအုပ်လေးထဲမှာတီချာလေးလိုက်ပြီးတော့မှတ်သားထားမယ်ဆိုရင်တော့ ပို့ပြီးကောင်းပါတယ်ခင်ဗျာကျွန်တော်တို့ကန်းငယ်မြမစာကန်းငယ်အတန်အတွက်ပြီးရဲ့နောက်မှာကျွန်တော်တို့နံပါတ်2အနေနဲ့ငားငယ်ကိုကျွန်တော်တို့ငားငယ်ကိုကျွန်တော်တို့ပြောပြပါမယ်ငားငယ်ကိုပြောတဲ့အခါမှာဒီငားငယ်ကိုကိုရီးယားလိုကြတော့အတန်ထွက်တော့နီဥထွက်ပါတယ်နီ နီဥနီဥငါတန်လေးရပေါ့နော်နီဥလို့တန်ထွက်ပါတယ်နီဥလို့တန်ထွက်ပါတယ်ရေးပုံကိုရီးယားအခေယရေးပုံရေးနေရတော့သူကကျွန်တော်တို့အင်္ဂလိပ်အခေယ L ပုံစံလေးပါခင်ဗျာဒါလေးကိုမြန်မာလိုအဓိပ္ပာယ်ကြတော့နာငယ်ဖြစ်ပါတယ်ကိုရီးယားလိုအတန်ထွက်ရင်တော့နီဥထွက်ပါတယ်နီဥရေးပုံရေးနေရနံပါတ်1ကဘွားနေပြီးတော့အောက်ကိုဆွဲချမယ် ဒါနံပါတ်1ပေါ့နော်ဒီလိုဆွဲချရမယ်နံပါတ်1နံပါတ်2ကအောက်ဆုံးကနေပြီးတော့ကန့်လန့်ပြက်လေးမြင်းလေးတစ်ချောင်းဆွဲပါမယ်ဒါကနံပါတ်1ပါခင်ဗျာအဲ့တော့မြန်မာအခေယနာငယ်ကိုကိုရီးယားလို့ရေးမယ်ဆိုရင်ကိုရီးယားအတန်အတွက်နီအုံးကိုရေးမယ်ဆိုရင်ကျွန်တော်တို့အင်္ဂလိပ်အခေယ L ပုံစံနဲ့တူပါတယ်ဒုတ်ချောင်းလေးတစ်ချောင်းကိုအရင်ဆွဲလိုက်မယ်အဲ့ဒီအဆုံးမှာမှနောက်တစ်ချောင်းဆွဲမယ်ဒါက မြန်မာအခေယနားငယ်ပေါ့နော်ကိုရီးယားအခေယနီဦးနီဦးနီဦးကျွန်တော်တို့ဒါရေးပုံရေးနည်းဖြစ်ပါတယ် EBA အကြောင်းစာအနေနဲ့ကတော့ဒီရေးပုံရေးနည်းကကျွန်တော်တို့မဖြည့်ရပါဘူးဒီ reading reading ကတော့ကျွန်တော်တို့ဟိုဖြည့်ရမှာပေါ့နော် writing မပါဘူးပေါ့ reading reading နဲ့ကျွန်တော်တို့ meaning ကျက်တဲ့အခါဒီကောင်အတန်အတွက်ဒီသိအောင်လို့အချိန်ကမူရင်းပြီး၁၄လုံးနဲ့အခုကျွန်တော်ပထမဆုံး ဂီယွတ်နဲ့နီဦးနဲ့ကိုကျွန်တော်ပြောသွားခြင်းဖြစ်ပါတယ်။ဒါကတော့ခုနံပါတ်1အနေနဲ့နီဦးကိုပြောပြသွားပါ යි ခင်ဗျာ။ပထမဦးဆုံးကျွန်တော်ပြောခဲ့တဲ့အခါကနံပါတ်1အနေနဲ့ပြောခဲ့တာကဂီယွတ်ဖြစ်ပါတယ်။နံပါတ်1အနေနဲ့ပြောခဲ့တာဂီယောဖြစ်ပါတယ်နံပါတ်1စကလုံးအနေနဲ့ပြောခဲ့တာဂီယောဖြစ်ပါတယ် နံပါတ်2အနေနဲ့ကျွန်တော်ပြောခဲ့တာကနီဥဖြစ်ပါတယ်နီဥဖြစ်ပါတယ်ခုနံပါတ်3စလုံးနံပါတ်3လုံးမြောက်ပေါ့နော်မူရင်းပြီး14လုံးရှိတဲ့ထဲမှာနံပါတ်3လုံးမြောက်ကတော့ကျွန်တော်တို့ဒီကုလို့တန်ထွက်ပါတယ်ခင်ဗျာနံပါတ်3လုံးကတော့ဒီကုလို့တန်ထွက်ပါတယ်ကျွန်တော်တို့ဒီကုရေးပုံရေးနေရကြတော့ မြန်မာစမြန်မာစကားလုံးဆိုငါလေးနဲ့တူပါတယ်ဒီကောင်ကဒါပေမဲ့မြန်မာအတန်ထွက်ကြတော့ဒီကူကဒါရီထွက်ပါတယ်ခင်ဗျာမြန်မာအတိတ်ပဲကြတော့ဒီကူကဒါရီထွက်ပါတယ်ခင်ဗျာကျွန်တော်ရေးပုံရင်းဒီမှာသွားလို့ပြန်ပြီးတော့ပြပါမယ်မြန်မာအခရာဒါရီတန်ထွက်ပါတယ်ခင်ဗျာကိုရီးယားတို့ကဒီကူကိုရီးယားတို့ကဒီကူပါခင်ဗျာကိုရီးယားတို့ဒီကူ Thank you. ဂူရီယာတို့ဒီကုရေပုံရေနီယာနံပါတ်1အနေနဲ့ကျွန်တော်တို့ကန့်လန့်မြင်းတစ်ကြောင်အရင်ဆွဲလိုက်ပါမယ်။ဂျာကနံပါတ်1ပါကန့်လန့်မြင်းဆွဲပြီးရဲ့အချိန်မှာအစာဆွဲခဲ့တဲ့နေရာနဲ့အောက်ကိုတက်တက်ဆွဲပါမယ်။နံပါတ်2ဆွဲပုံဆွဲနည်းဖြစ်ပါတယ်။နေ့ရဲ့အောက်အဆုံးမှာမှကျွန်တော်တို့ကန့်လန့်ပြတဲ့နေရာကြောင်ထက်ဆွဲပါမယ်။နံပါတ်3ဒါဒီကုရေပုံရေနီဖြစ်ပါတယ်။ အဲ့တော့ဒီခုရေးပုံရေးနည်းကနံပါတ်1ကန့်လန့်ပြဲဒီလိုမြင်အကြောင်းဆွဲပါမယ်။တခါဒုတိယနံပါတ်2ကအောက်ကိုဆွဲပါမယ်။နံပါတ်3မြင်ကရင်းဆွဲပါမယ်ခင်ဗျာ။ဒါကမြန်မာအခရာဓာတ်တွေကိုရီးယားတွေဒီခုအတန်ထွက်ပါတယ်ခင်ဗျာ။ကျွန်တော်အခု B14 လုံးနဲ့ကမူရင်းကိုရီးယားမူရင်း B14 လုံးနဲ့ကကျွန်တော်အခု3လုံးပြောသွားပါပြီခင်ဗျာ။ ုနံပါတ်၄လုံးက၄လုံးမြောက်ကိုကျွန်တော်ပြောပါမယ်ခင်ဗျာဒီနံပါတ်၄လုံးမြောက်ကတော့မြန်မာအခေယာလရာကောက်အတန်ထွက်တယ်ရီဥထွက်ပါတယ်ခင်ဗျာဝီဥလို့ထွက်ပါတယ်ခင်ဗျာဟုတ် မြန်မာအခေကလာကောက်တန်ရာကောက်တန်ကြပါတယ်ကိုရီးယားလိုကတော့ဝီဥအတန်ထွက်ပါတယ်ခင်ဗျာဝီဥအတန်ထွက်ပါတယ်ခင်ဗျာဝီဥလို့အတန်ထွက်ပါတယ်ခင်ဗျာရေးပုံရေးနေရတော့ကျွန်တော်တို့ကန့်လန့်ပြန်မြင်တကြောင်ပထမအဆုံးစတင်ဆွေးရပါမယ်ခင်ဗျာကန့်လန့်ပြန်မြင်တကြောင်စတင်ဆွေးရပါမယ် နောက်တစ်ခါကျွန်တော်တို့အဲ့ဒီအစွမ်းနေပြီးတော့အောက်ကိုတန်းတန်းတချောင်းထက်ဆွဲပါမယ်ခင်ဗျာနံပါတ်2ပါထက်ဆွဲပြီးတော့နောက်ထပ်ကန့်လန့်ပြန်ပြန်အစုံပိတ်တစ်ခုဆွဲပါမယ်ခင်ဗျာဒါကနံပါတ်3ပါခင်ဗျာကန့်လန့်ပြန်ပြန်အစုံကနေမှအစနေပြီးတော့အောက်ကိုတချောင်းတန်းတန်းဆွဲပါမယ်ခင်ဗျာနံပါတ်4ပါခင်ဗျာအဲ့ဒီမှာနောက်တချောင်းကန့်လန့်ပြန်ပြန်တချောင်း ထက်ဆွဲပါမယ်ခင်ဗျာဒါနံပါတ်5ပါခင်ဗျာနောက်ဆုံးဆွဲရမယ့်အကြောင်းပါကျွန်တော်တို့အကူရီးယားတန်တက်ကရီဥပါမြန်မာတို့ကတော့လာကောက်ရလို့လာကောက်ရလို့ကျွန်တော်တို့အတိပဲရပါတယ်ခင်ဗျာကိုရီးယားအတန်တက်တော့ရီဥပါရေးပုံရေးနီးယားရင်းကန်လန်တကြောင်ဆွဲမယ်အောက်တကြောင်ဆွဲမယ်ကန်လန်ပြန်ပြန်တကြောင်ပိတ်မယ်အောက်တန်းတန်းဆွဲမယ်ဒါရေးပုံရေးနီးပါခင်ဗျာ ကျွန်တော်ကအခုရေးပုံရည်နေရတယ်ကျွန်တော်တို့ EPA ចောင်းသားများအနေနဲ့မဖြစ်ရပါဘူး writing မဖြစ်ရပါဘူး reading နဲ့ listen နေပိုင်းပါเนาะအခုကတော့ကျွန်တော်တို့အချိန်ကန်စတင်လေ့လာမယ်သူတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်ဒီပီလေးကိုစတင်တည်ထောင်တဲ့အတွက်ဒီအားလေးကိုကျွန်တော်တို့အတန်အတွက်ဒီစကလုံးနေစတင်လေ့လာအောင်လို့ကျွန်တော်တင်ပြရပါကျွန်တော်ဒီ sister ဒီသမားများအနေနဲ့ကတော့ကျွန်တော်သူပြောချင်တာတော့ဒီစကလုံးတွေကိုမှတ်မိအောင်လို့ကိုယ့်ကို နှုတ်ပုတ်လေးနဲ့ပလာဆောင်လေးတက်တက်နဲ့ရေးပုံရေးနေရအစဒီအတန်တွဲတရားအစမြမအသေးပဲတက်တက်ခွေးပြီးတော့လိုင်းတန်းလေးတွေဆွဲပြီးတော့ဇရားလေးနဲ့ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်ဒီဘက်ကပြည်ကိုရီးယားပြည်ရဲ့ပုံစံဒီဘက်ကမြန်မာအတန်တွဲဒီဘက်ကကိုရီးယားအတန်တွဲပေါ့နော်မြန်မာအဲ့လိုမျိုးအတန်တွဲလေးနဲ့ကိုတက်တက်ဇရားလေးဆွဲပြီးတော့မှတ်သားထားစီခြင်းပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်များသွားတဲ့အတွက်ပထမတော့ ခုနှစ်လုံးကိုကျွန်တော်ရည်ရွယ်ထားတာပါဒါပေမဲ့များသွားတဲ့အတွက်ဒီလေးလုံးပဲကျွန်တော်ပြောသွားခြင်းဖြစ်ပါတယ်။နောက်နေ့မှငွေရင်းပြီးစလီလုံးနဲ့ကြံတဲ့ဆယ်လုံးနဲ့ကနေမှကျွန်တော်အချိန်ရရရတယ်လို့တင်ပြသွားပါမယ်ခင်ဗျာ။အားလုံးကိုကွမ်ဆန်ကိုရီးယားလန်ဂွေ့မှကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။